ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ညကနယူကာဆယ်ကိုမန်ချက်စတာယူနိုက်တက်ကရှုံးပြီးတော့ပရီးမီးယားလိမှာဆိုလို့ရှိရင်တမိုင်းတစ်လျှောက်မှာတော်တော်ကိုအဆိုးဝါးဆုံးအခြေအနေတစ်ခုကိုကျွန်တော်တွေ့လာရတယ်ပေါ့လေအမိုရင်ကိုကျွန်တော်တို့ဒါအရစ်တန်ဟာနဲ့အပြောင်းလဲလုပ်ပြီးတဲ့နောက်ပိုင်းမှာပူကောင်းလာနိုင်တဲ့ရလဒ်တွေထွက်လာဖို့ကျွန်တော်မျှော်လင့်ခဲ့ကြတာသူတပင်းတော့124ကိုကျွန်တော်တို့ဒါဒီတောက်လျှောက်ရှင်ပြိုင်နေတာမျိုးမဟုတ်ပြီမဲ့လေလို့ အမူရင်းနေနဲ့ Everton ကလက်အောက်ကထပူကောင်းတဲ့ performance မျိုးတွေမြင်ရဖို့ကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့နော်။ဒါပေမဲ့လို့မျှော်လင့်တယ်လို့ကျွန်တော်တို့ဖြစ်မလာဘူး။လက်ရှိမှာတောက်လျှောက်ဆိုလို့စပြီးတော့ပြည်သက်တွေရဲ့ဝေဖန်မှုတချို့လည်းခံနေရပြီပေါ့လေ။ဆိုတော့လက်ရှိ United ကအဆင့်14မှာအဆင့်14မှာကျွန်တော်တို့နေနဲ့32ပွဲကစားပြီးတဲ့အချိန်မှာ38မှတ်ပဲကျွန်တော်ရထားသေးတယ်။ဒါဟာတော်တော်ကြီးကိုဆိုးလို့တဲ့အချိန်မျိုးပါ။ဒါအခုမှစပြီးတော့ဆိုးတာတော့မဟုတ်ဘူးပေါ့လေ။ တရားသူတို့အနေထားနဲ့ကျွန်တော်တို့ရှင်းကြည့်မယ်ဆိုလို့ရှိရင်ဂျူနက်တက်ကအကုန်တိုင်ပတ်နေတာ32ပွဲမှမှ10ပွဲပဲနိုင်နေဗျာ10ပွဲပဲနိုင်ပြီးတော့ကျွန်တော်တို့နေတဲ့ဒီ38မှတ်ပဲရထားတယ် goal difference ကလည်း minus 7အထိထွက်နေတယ်ဆိုတာကကျွန်တော်တို့နေတဲ့တလုံးက relegation battle ကိုရင်ဆိုင်နေရတဲ့ကလပ်တင်တစ်ခုရဲ့အပြုတ်မှုတွေတော်တော်ကိုကျွန်တော်တို့နေတဲ့လက်ခံဖို့အဆင်မပြေလောက်တဲ့အနေထားပေါ့အထူးသဖြင့်တော့ Manchester United လို့အသင်းမှာဟိုဘယ်လိုပြောမလို့ တရားစီနဲ့တရားစီဆိုးလာပြီပေါ့လေ United လို့အသင်းမျိုးမှာဒီလိုအခြေအနေမျိုးတွေဆိုတာကလက်ခံလို့မရတဲ့အနေအထားမျိုးတွေပါ။ဒါပေမဲ့လို့ Amorin အတွက်တော့လောလောဆယ်မှာပြည်သက်အများစုရဲ့ထောက်ခံမှုတွေတော့ရနေတော့မယ်။ဘာလို့လဲဆိုတော့နံပါတ်1ကျွန်တော်တို့အနေနဲ့သူ့အကူလူစားဖြည့်ပေးတဲ့နေရာမှာ Patrick Dugu တယောက်လောက်ပဲကျွန်တော်တို့ရှိတာ။ Eric Ten Hag လက်အောက်မှာတော်တော်စိုးနေတဲ့အခြေအနေတခုကနေဂိုင်ခွင့်ရခဲ့တာဒါအပြင်ဇန်နဝါရီမှာသင်တော်လူအားဖြည့်ခွင့်မပေးတာယာတီယိုခြေစုံပွဲစဉ်တွေကင်တွယ်ခွင့်မရခဲ့တာဒါတွေနဲ့ပတ်သက်ပြီးတော့ တင်တို့အနေနဲ့ပေါ့နော်အားလုံးကနားလေထားကြတာဒါပေမဲ့လာမယ့်ရာသီမှာတော့အဲ့လိုဆက်ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအခုစဉ်းစားကြည့်ပါကျွန်တော်တို့ Ruben Amorin စပြီးတော့ Manchester United ကိုရောက်လာတဲ့အချိန်ကကျွန်တော်တို့ဟာ top 4နဲ့ပေါ့နော်ကျွန်တော်ဘယ်နှမှတ်မှအများကြီးမကွာဘူး top 4နဲ့ကျွန်တော်တို့အနေနဲ့ဒီ Manchester United ရဲ့ဂျားထဲမှာ Ruben Amorin ရောက်လာတော့ကကျွန်တော်တို့က၄မှတ်ပဲကျွန်တော်တို့ကွာတယ်အခုလက်ရှိကတော့ကျွန်တော်တို့က relegation zone ကအသင်းနဲ့ဘလောက်မှမကွာတော့သလို့ အဆင့်ဆက်ခွန်ကဝက်ဆမ်နဲ့လည်းကျွန်တော်သုံးမှတ်ပဲကျွန်တော်ကြွားတော့တယ်အမိုရီဟာမန်ချက်စတာယူနိုက်တက်မှာဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်22ပွဲထိကျွန်တော်ကင်တွယ်ပြီးသွားပြီ22ပွဲထိကင်တွယ်ပြီးသွားတဲ့နေရာမှာ6ပွဲပဲကျွန်တော်နိုင်သေးတယ်6ပွဲပဲကျွန်တော်နိုင်သေးတယ်10ပွဲထိကျွန်တော်ရှုံရှုံထားတယ်ဒါကတော်တော်ကြီးကိုဘယ်လိုပြောမလဲစူဝါလွန်တဲ့အခြေအနေကြီးပေါ့ Everton ငါရဲ့လက်အောက်မှာကျွန်တော်အနေနဲ့ဒီအသင်းက ပြောင်းလဲမှကိုရမယ့်အခြေအနေကြောင့်ကျွန်တော်ပြောင်းလဲခဲ့တယ်တကယ်လည်းပဲအဲ့ဒီတန်ဟာလာလောက်အောင်မှာပြောင်းလဲရတော့မှာပဲတန်ဟာကိုဘာကြောင့်လဲဆိုတော့တန်6ပါလောက်ကြီးကျွန်တော်တုံးပြီးထားပြီးတော့အသင်းကပူကောင်းမလာဘူးကောင်းမလာပဲနဲ့ရီလီဝီလီဟိုလီဒီလီဖြစ်နေတာဆိုတော့အမ်မိုရင်ကိုကျွန်တော်အပြောင်းလဲလုပ်တယ်ပေါ့ဆိုတော့ဒါပေမဲ့ပူပြီးတော့ဆိုးနေတယ်ဗျာဒီလားပူဆိုးနေတယ်ဆိုတော့ ဒီရတာတခုကတော့အမ်ဘိုရင်ကိုကျွန်တော်တို့အချိန်မပေးရသေးတာအချိန်မပေးရသေးတာဆိုတာယာတီဂျူခြေစွမ်းပွဲစဉ်ကြီးတို့ပေါ့နော်ပြီးလို့ရှိရင်အသင်းကိုပြင်ဆင်ခွင့်နေပြီးလို့ရှိရင်ကျွန်တော်တို့ဒါဟိုအပြောင်းရွှေ့ဒီမှာဘသူမှန်ပေါ့နော်သူ့ကိုခေါ်မပေးရသေးတာဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ရင်အဲ့ဒါတွေနဲ့ပတ်သက်လို့လည်းပြည်သက်တွေကဘသူမှန်အခုချိန်ကြီးအမ်ဘိုရင်ကိုဘာမှအများကြီးမပြောသေးတာသို့တော်လည်းပဲအမ်ဘိုရင်ဟာဒီတက်ပူကောင်းမှရမှာပါသူဒီလိုမျိုးပြည်သက်ပြည်သက်တွေရဲ့ထောက်ခံမှုတွေကိုဒီတိုင်းနာဆက်သွားနိုင်မယ်သူသူကြာကြာရမှာမဟုတ်ဘူး ။ဒါစဉ်းစားကြည့်ပြန်၂၁ပွဲပရီးမီးယားလိမှာ6ပွဲပဲကျွန်တော်နိုင်သေးတယ်။10ပွဲတိကျွန်တော်ရှုံးနေထားပြီးပြီးတော့ဒါကဘလူးမန်အဆင်မပြေဘူး။ဒါတတော်ကြီးကိုဆိုးလို့နဲ့အချိန်မျိုးကြီးကျွန်တော်ဖြစ်နေပြီ။နောက်တစ်ခုရှိတာကတော့ဟိုဘလူးမန်ကျွန်တော်ကတော့ဗျာနီးပြားကိုတော့တိတ်တော့အပြစ်တော့မမြင်လို့ဘူးပေါ့လေ။ဘာလို့လဲဆိုတော့ဟိုခုနကပြောတဲ့အတိုင်းပဲကျွန်တော်တို့ကဘာအချိန်မဲ့မပေးရသေးတာဒါအပြင်အသင်းမှလည်းနှစ်တိုင်းဆိုသလိုနီးပြတွေကျွန်တော်တို့ပြောင်းလေပြောင်းလဲတွေလုပ်နေပြီးတော့ ဟောအခုဒီပြင်ဘာမှန်ပရိတ်ဒီပိုင်ရှင်နေကြီးကအကူညီမရတဲ့နီးပြအတွက်ဆိုလို့ရင်ပူတောင်ခဲရင်းနေတယ်အဲရစ်တန်ငါတို့ဘာလို့ဆိုတာမျိုးကโอเค၃နှစ်အချိန်ပေးလိုက်ပြီရာဒီယိုပြင်ဆင်မှုတွေလည်းကျွန်တော်ရှိတယ်အပြောင်းရွှေ့တွေမှာလည်းသူနဲ့အဆင်ပြေတဲ့ကစားမတွေအများကြီးခေါ်ပေးတယ်ဒါပေမဲ့ဘာမှဖြစ်မလာဘူးအဲ့လိုမျိုးပြောင်းလဲတာကပြဿနာကျွန်တော်မရှိသေးဘူးအခုကကျတော့ Amorin လိုနီးပြမျိုးကိုပြောင်းလဲဖို့ဆိုတာမျိုးကပေါ့နော်ဒါ Amorin out တို့ဘာလို့တော့တချို့ရှိနေကြပြီပေါ့လေကျွန်တော်ကတော့ဒါပေါ့မထင်ဘူးပေါ့နော် Amorin ကိုလက်ရှိမှာအပြောင်းလဲလုပ်လို့ မန်ချက်စတာယူနိုက်တက်ကပိုကောင်းလာမယ့်အခြေအနေမျိုးကြီးမှာကျွန်တော်မဟုတ်တာကျွန်တော်တို့ကချင်းချင်းလေးနျူကာဆယ်နယ်ပွဲမှာကျွန်တော်၄ဂိုးပေးရတယ်အဲ့ဒီ၄ဂိုးမှာဆိုလို့ရှိရင်ကျွန်တော်သာ၃ဂိုးကကိုအမားကနေလာတယ်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်နီးပြားတယောက်ကသိတယ်မလားဒီကောင်နီစီကနေပြီးတော့ consistent ဖြစ်တဲ့ performance ကိုမျှော်လင့်ပြီးတော့ပွဲတစ်ပွဲကိုနိုင်ဖို့သူ manage လုပ်မလဲနီးပြားကတော့ပထမပိုင်းကစားဖို့နေပါရောကျွန်တော်ကြည့်ပါလားသူကလည်းသူအဆင်ပြေနေတာပဲနျူကာဆယ်ဘောလုံးတောင်မှကောင်းကောင်းမရတဲ့အချိန်ကြီးကျွန်တော်ရှိတယ် เนาะဒါပေမဲ့လေလို့ကစားမားတွေကအချိန်တန်တော့အမားတွေလှုပ်လာတာဟောရှေ့ရပွဲလိုင်ယွန်နဲ့ကျွန်တော်တို့ကန်တယ်တူးတူးတည်ကြီးကြတယ်ကျွန်တော်တို့အဲ့တူးတူးမှာဆိုလို့ရှိရင်ဗျကိုအတင်းကရခဲ့တဲ့ဂိုးကျတော့ကိုရီးယားအမှန်ကန်เนาะကျွန်တော်ဖန်တီးပြီးမှရခဲ့တာကိုအတင်းကပေးရတဲ့ဂိုးလေကြရော ကိုရီးမားလို့ဂိုးပေးရတာနှလုံးစလုံးဒါမျိုးတွေဆိုတော့အဲ့လိုမျိုးပေါ့နော်အသင်းမှာတိုင်ပတ်နေတာကစားမားတွေကဆိုတော့တောင်နီးပြကိုချက်ချင်းအပြောင်းလဲလို့လောက်လို့အရာအလုံးဟာအပေါင်းလက္ခဏာဆောင်ပြီးကောင်းလာမယ့်နေထားမှာကျွန်တော်ရှိမနေဘူးနီးပြကိုအပြစ်ပြောဖို့ကအင်မတန်ခရင်လုံးပါတယ် ါကတော့ကျွန်တော်နီးပြဘက်ကကျွန်တော်ကြည့်ပြီးတာပေါ့လေဒါပေမဲ့တခုရှိတာက MOD အနေနဲ့လေပုံသေးကြီးဒီတိုင်းကျွန်တော်သွားလို့မရဘူးဘာလို့လဲဆိုတော့သူကတစ်ခါလာလဲ3 back တစ်ခါလာလဲ3 4 2 1တစ်ခါလာလဲ3 4 2 1ဒီပုံစံကြီးနဲ့ပဲကျွန်တော်သွားနေတာအဲပရီးမီးယားလေးမှာကအဲ့လိုမရဘူးပရီးမီးယားလေးမှာအဲ့လိုမရဘူးဆိုတာဟိုပို့ပြီးတော့ကောင်းကောင်းတော့ကောင်းလာနိုင်နေပေါ့နော်ကျွန်တော်တို့မှာထားပါတော့ဗျ Newcastle နဲ့ကျွန်တော်ရှင်သွားတယ် ဘာဒီအားနေချက်ရှိခဲ့တယ်လေနီးစနစ်3421ဘာညာကပြက်တနာမဟုတ်ဘူးဆိုတာအဲ့ဒါအထက်နံပါတ်1ကစားမားတွေကအမားတွေလုပ်တယ်နံပါတ်2ကစားမားတွေက physical ဘိုင်းရပရီးမီးယားလိမှာကစားဖို့တောင်မှအဆင့်မမီတဲ့ physical ဘိုင်းနေကြည့်ပါလိုက်ကျွန်တော်တို့ Newcastle ကွင်းလင်းနဲ့ကျွန်တော်တို့လက်ရှိ Manchester United ကွင်းလင်းမှာကျွန်တော် physical ဘိုင်းဘယ်လောက်ထိတောင်မှကွာဟမှုတွေကျွန်တော်တို့ရှိနေတယ်လေနော် Newcastle တိုက်စစ်နဲ့ Manchester United တိုက်စစ်ပိုင်းမှာ threat လုံနိုင်စွမ်းဘယ်လောက်ထိတောင်မှကျွန်တော်တို့ရှိနေတယ်လေ Newcastle ခန်းစစ်နဲ့ United ခန်းစစ်မှာ physical ဘိုင်းဘယ်လောက်ထိကွာဟမှုကျွန်တော်တို့ရှိနေတယ်လေ အမြင်ဘောတွေနျူကာဆယ်ထံကနေကျွန်တော်ဘယ်နှလုံးရအောင်တိုက်နိုင်ခဲ့တယ်လဲစကန်ဘောတွေကျွန်တော်ဘယ်နှလုံးရအောင်ရှင်လုနိုင်ခဲ့တယ်လဲပြောချင်တာက United မှာဆိုရင်ကျွန်တော်ကစားမားတွေက physical ဘိုင်းကတအားကိုအားနေတာ Premier League မှာအဓိက demand အမြင်ဆုံးက physical ပြီးရင်မြန်နှုံး United ကစားမားတွေမှာတခုမှမရှိဘူးအဲ့ဒါတွေဆိုတော့ဟိုဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ United အသင်းရဲ့လက်ရှိကစားသမားတွေကကျွန်တော်တို့ဒီကိုအသင်းမှာ နော်အကောင်းဆုံးပုံစံဒီပရီးမီးယားလိမှာအကောင်းဆုံးပုံစံနဲ့ရှင်ဖို့အတွက် physical byte mental byte ဘာမှ ready ဖြစ်မနေဘူးဆိုတော့ဒါတွေကတော့ကစားမားတွေအပြောင်းလဲလှုပ်လို့ရနိုင်တဲ့အပိုင်းပေါ့လေကျွန်တော်ခုနကပြောသလိုနီးပြားနဲ့ပတ်သက်ပြီးတော့အားမရတာတခုကအဲ့ဒါပဲဟိုကျွန်တော်တို့မှာအပြောင်းလဲလှုပ်နိုင်စွမ်းမရှိဘူး Amorin ရဲ့ system ကမှားနေတယ်လို့လည်းကျွန်တော်မဆိုလိုဘူးတော့ပရီးမီးယားလိမှာညီကလို့တည်တဲ့အတိုင်းပဲဘသူကမှပုံသေးနီးစနစ်ကြီးသုံးနေဆိုတာမရှိဘူးနော်အထူးသဖြင့်တော့အလုတ်ဖြစ်နေပါတယ်ဆိုတဲ့သူတွေတောင်မှ တရာဒီနဲ့တရာဒီအသင်းတွေရဲ့ချင်းကပ်ပုံတွေကိုမူတည်ပြီးတော့အပြောင်းလဲလုပ်နေကြတာဂွာရီယိုလာဆိုလို့ရှိရင်433နဲ့ကျွန်တော်တို့ဆော့တယ်414နဲ့ကျွန်တော်တို့ဆော့တယ်เนาะကျွန်တော်ကွင်းနေမှာဆိုလို့ရှိရင်3241ဖြစ်သွားတဲ့ခါလေးကျွန်တော်ရှိတဲ့ဂျွန်စတုန်းတို့ပါတော့ကိုကွင်းလဲပို့ပြီးတော့လုံးဝ trend ဖြစ်သွားတည်တဲ့ Premier League နီးပြားတွေကြားထဲမှာဟုတ်တယ်မလားနော် attacking midfield နှစ်ယောက်နဲ့ကျွန်တော်သုံးတဲ့ခါလေးကျွန်တော်ရှိတယ်နော်ပြလို့ရှိရင်433 113တဲ့အကုန်လက်ပဲသုံးနေဗျပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ဒါပေမဲ့အထဲက principle တွေကတော့အတူတူပဲကိုအသင်းမှာကကျွန်တော်အဲ့လိုမဟုတ်တော့ဘူး 3421 3421မဲ့ပြည်လို့ရှိရင်3ဘတ်ထဲကပေါ့နော်ကျွန်တော်တို့က central center ဘတ်ကအလဲကိုကျွန်တော်တို့တိုးဝင်ပြီးတော့ကွင်းနဲ့ကစားမတစ်ယောက်နဲ့တွဲပြီးတော့ကျွန်တော်တို့က midfield pivot အဖြစ်ပြောင်းသွားမယ်ဒါပဲเนาะကျွန်တော်တို့လက်ရှိ Arsenal ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကြည့်လေ433နဲ့ဆော့တဲ့ခါတွေကျွန်တော်တို့ရှိတယ်ဟောကွင်းနဲ့မှာ press လုပ်တဲ့ခါ442နဲ့ press လုပ်တဲ့ခါတွေကျွန်တော်တို့ရှိတယ်ဒါမျိုးတွေအပြောင်းလဲတွေကျွန်တော်တို့လုပ်နေကြတာဆိုတော့ Crystal Palace တို့ဘာလို့တော့မှကျွန်တော်တို့ကြည့်ပြ Oliver Glasner တို့ဆိုလို့ရှိရင်နီးစနစ်ပိုင်းညာတော်တော်ကောင်းတဲ့နေရာမှာပါတယ် ော်ပြိုင်ဘက်ကိုမှမူတည်ပြီးတော့အပြောင်းလဲလုံနိုင်စွမ်းကျွန်တော်ရှိတယ်။ဒါပေမဲ့လို့ United မှာကျတော့နီးပြကအဲ့ဒါလိုပုံသေးကြီးနဲ့ပဲကျွန်တော်သွားနေတာ။ဒီပုံသေးကြီးကအတိုင်းတာတစ်ခုတည်းတော့အလုတ်ဖြစ်တယ်ပေါ့နော်။ကျွန်တော်လုံးဝအလုတ်မဖြစ်တာမျိုးတော့မဟုတ်ဘူး။နော်ဒါပေမဲ့လည်းလို့သူပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကအပြောင်းလဲတော့လုံနိုင်စွမ်းတော့ကျွန်တော်ရှိရမှာပေါ့လေ။တိုးတိုးလည်းပဲအဲ့လိုအပြောင်းလဲလုတ်ဖို့ကလည်းကျွန်တော်တို့ကဘယ်လိုပြောမလဲတခုခုကိုပြင်ကျင်နေဆင်ကျင်နေဆိုပြင်ဖို့ဆင်ဖို့အတွက်ကျွန်တော်တို့ကလက်နက်တွေပါရှိမှာ အခု United မှာလည်းအဲ့လိုပဲအပြောင်းလဲလုပ်ချင်နေဆိုအပြောင်းလဲလုပ်လို့ရတဲ့ player တွေကျွန်တော်တို့ရှိမှအတင်းမှာအဲ့ဒါမျိုးရှိမနေဘူးဆိုတော့ဟို Amorin ရဲ့လက်ထက်မှာတော့ကျွန်တော်တို့မမြင်ချင်းမပြောချင်းလက်မခံချင်းပြင်မဲ့လဲလို့ပေါ့နော်ပူဆိုးတဲ့ United ကိုကျွန်တော်မြင်နေရတယ်ဒါဟာကစားမားတွေရဲ့အည်သွေးတွေနဲ့အများကြီးတက်ဆိုင်ပြီးတော့ injury ပြဿနာကြုံနေရတဲ့ကစားမားတွေနဲ့လည်းအများကြီးတက်ဆိုင်နေအခုဆို Joshua Zixi injury ပြဿနာကြုံသွားပြီ Joshua Zixi တန်ရရသွားပြီကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲလိုင်ယွန်နဲ့ဒုတိယအကြော့မှာဆိုလို့ချင်းဘာမျိုးလင်းချက်မှန်ကျွန်တော်တို့မထားနိုင်တော့သူကသူနိုင်သွားမှနိုင်သွားတယ်ပဲအရင်တုန်းကတော့ okay လိုင်ယွန်ကွင်းမှာငါတို့တည်ရီကြောက်အောင်ကစားနိုင်ခဲ့တဲ့เนาะတည်ရီကြောက်အောင်ကစားနိုင်ခဲ့တဲ့ဒါပေမဲ့လို့ဟိုသူအိမ်ကွင်းမှာတော့ငါတို့နိုင်အောင်ဆွမ်းဆောင်နိုင်မှာပဲဆိုတော့မျိုးလင်းချက်ကလေးရှိသေးတယ်ဒါပေမဲ့လို့တိုက်စစ်မှာ rest match ကြီးပွဲထွက်လာပြီးတော့ zigzag ကိုကျွန်တော်တို့ဗောနော်မြင်ရဖို့မရှိဘူးဆိုတော့အချင်းကြီးကိုကျွန်တော်ကြည့်ရင်ကိုပဲအသင်းဟာဘာမျိုးလင်းချက်မှန်မရှိတော့တာကိုကျွန်တော်ကောင်းကောင်းတွေးနိုင်တယ် United ပြည်သက်အများစုအတွက်တော့ Europa League လည်းမျောလင်းချက်မရှိတော့ဘူးအထူးသဖြင့်ကျွန်တော်တို့ကအဲ့ဒီ Europa League ကအမှန်ကန်လိုအပ်နေတာကျွန်တော်တို့က Champion League ဝင်ဖို့အတွက်ကျွန်တော်တို့ကဟိုမျောလင်းချက်က1%တောင်မရှိပေမဲ့လည်းကျွန်တော်တို့မျောလင်းရတာ Europa League လည်းမရမလားဆိုတဲ့ပုံစံနဲ့အခုဟာကတော့ဘာမှန်းကိုကျွန်တော်မျောလင်းစရာမရှိတော့ဘူးဗောနော်နိုင်သွားမှလာနိုင်သွားတယ်လို့ပဲကျွန်တော်တတ်မှတ်မယ်အချင်းဒီမျိုးကိုကျွန်တော်ရောက်သွားပြီဒါကြောင့် Amorin ရဲ့လက်အောက်မှာ Manchester United က Premier League မှာအဆိုးဝါးဆုံးတမိုင်းတစ်ချောင်းအဆိုးဝါးဆုံးအချင်းဒီကဏ္ဍတစ်ခုမှာကျွန်တော်မြင်နေရတယ် လုံးဝကိုလက်ခံကိုခက်ခဲရင်းတဲ့အခြေအနေကြီးပေါ့လေ United ပြည်သက်တရားအတွက်တော့အများကြီးကြာကြာဆင်းလာပြီလို့ကျွန်တော်ပြောရမယ်ပြီးခဲ့တဲ့ရာသီကလည်းဆူလာတယ်အဲ့ဒီရှေ့ရာသီတွေကလည်းဆူလာတယ်ဖိဖိချင်းနဲ့ United ကကြာလာတာအခုဆိုတန်းစင်းစုံနဲ့ရောက်လာပြီနော်ဟို MOD ရဲ့လက်အောက်မှာလက်မခံခြင်းပြင်မဲ့ Manchester United ဟာပူဆိုးတဲ့အနေအထားတစ်ခုကိုကျွန်တော်မြင်နေရတယ်ဆိုတော့ညီကလို့နေနေရောလက်ရှိ Manchester United ရဲ့အခြေအနေမှာဘာတွေကအတင်းရဲ့အဓိကပြဿနာလို့ကျွန်တော်ထင်ကြလဲဒီလိုဖြစ်နေရတာသူနေကြပါအားလုံးကိုချစ်တူများကြီးတင်ပါတယ်